ကဲမင်္ဂလာပါကျွန်တော်တို့ serious computer နေပြန်လည်ကြိုဆိုပါရစေဟုတ်ပြီကျွန်တော်တို့ဒီကောင်းမှာ voice app ပြင်မဲ့ widgets လေးကဘာလဲလဲဆိုတော့ radio button ဟုတ်လား radio button ဘာကောင်းလဲ run ကြီးမှမြင်ရမှာโอเคမလားဟုတ်ပြီဒီကောင်းပိတ်လိုက်တော့မယ်ဒီ window ပိတ်မယ်ဒီ window ပိတ်မယ်ကျွန်တော်ဒီကောင်းရေးတဲ့ code လေးဒါလေးကိုဟာကိုလို copy တော့မြင်တော့ find this ယူမယ် close ဒါလေးကို control a လိုတဲ့အားလေးကျွန်တော်ပြန်ယူလို့နော် copy အဲ့ပြီးရင်ဒီ anti တဲ့တဲ့ control v ဟုတ်ပြီဒီကောင်ကိုပြန်ပိတ်လိုက်တော့ list box ကိုကျွန်တော်ပါလို့မယ်ပြန်ပိတ်မယ်ပြီးတော့ဒီထဲမှာ control s စေးလိုက်အောင်မယ် radio test လို့ကျွန်တော်ပေးလိုက်မယ် radio 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 eh radio eh radio button လို့ကျွန်တော်ပါလို့ပါလဲ eh radio button ဘလို့ကောင်းလဲဒီကောင်လေးလိုမယ် message box ကျွန်တော်သုံးမယ် window တိုင်းနဲ့သုံးမယ် example entry entry mode ကျွန်တော်ပါလို့ပါလဲ radio 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 button button example loaded list ပေါ့ကျွန်တော်ဖြတ်တော့မယ် frame အထိကျွန်တော်ယူအောင်မယ်ဟုတ်နော် list ပေါ့ကျွန်တော်ဖြတ်မယ် dialog လည်းကျွန်တော်ပြန်သုံးအောင်မယ်ဒီ method ကိုပြင်ပြီးတော့ပြန်သုံးမယ် button လည်းပြန်သုံးမယ် list ပေါ့ထဲကို s လောက်ထားတယ်လည်းကျွန်တော်ပြန်ဖြတ်ပြတော့မယ် okay ဒါထားလိုက်တော့ဒီအောက်ကကိုယ်ကြောင့်နေထားလိုက်တော့ကျွန်တော်ဒီကနေစမယ်အခုလေးလိုက်နေတယ်ဆိုပြီးဒီထိနားလည်းပြင်မယ်နော် window object လောက်တယ်ပြီးရင် frame object လောက်တယ် frame နဲ့ကိုကျွန်တော်တို့ဗာလိထည့်ရအောင် note လည်းအရင်တစ်ခေါက်ကကျွန်တော်တို့ဗာထည့်ခဲ့ list ထည့်ခဲ့တာ list ပေါ့တယ်ဒီတစ်ခေါက်ကျွန်တော်ဗာထည့်မှာ radio ထည့် radio မထည့်ခင်မှာ radio button လေးကိုနည်းနည်းပြောရရှိတယ် ဒီမှာကြည့်မယ် radio operator object ကို create လုပ်ဖို့လဲကျွန်တော်တို့ for argument argument ဘယ်နှမျိုးလို့လဲလေးမျိုးလဲသူမှာထူးခြားလို့ကျွန်တော်ပြောတာနော်အဲ့ဒါဘာလဲဆိုပရမတ်ချက်အနေနဲ့ name of parent container ဒါတော့ပုံမှန်ပဲ master သူတောင်းမယ်ဟုတ်လား radio button နော် radio button နော် radio button button radio button ဒုတိယ parameter ဘာလဲ test test ကကျွန်တော်တို့ radio button မှာပေါ်မယ့်ဟာ button မှာပေါ်မယ့်ဟာ test နောက်တစ်ခု variable ဒီ variable ထူးခြားတာဟုတ်လားဒီ variable ကဘာကောင်းလဲ ူကသူ့ရဲ့ bidding method ပါတယ်ဗာနဲ့လောက်အောင်လာစ STR option နဲ့ကျွန်တော်တို့ဖန်တီးပေးရမယ်ဟုတ်နော် STR ခဏလေးနော်ဟုတ်ပြီနော်သူတို့ radio button ကိုကျွန်တော်တို့ create လုပ်ဖို့တယ်ဒီ variable ကိုပြောတာဟုတ်နော် variable variable ပဲရဆိုတာသူ့ရဲ့ bidding STR သူ့ဟာ radio button နဲ့ဆိုင်တဲ့ STR function လေးကျွန်တော်တို့ရှိတယ်အဲ့ကောင်လေးကျွန်တော်မလုပ်ပြရမလဲ ဖန်တီးပြရမယ် object လေးတစ်ခုတည်ဆောင်မယ်ရိုးရိုးသိမ်းလို့မရအောင်ဗျာဒုတိယ data လေလိုရင်း radio pattern နဲ့ data လေကျွန်တော်တို့ရိုးရိုးပြန်ယူလို့မရအောင်သူတောင်းတဲ့ parameter တွေ argument တွေရိုးရိုးပေးလို့မရအောင်ဘယ်က constructor ကိုယူလဲဆိုရင် string bar int bar ဆိုတဲ့သူရဲ့မူရင်း constructor ပြီးကျွန်တော်တည်ဆောင်ပြရမယ်ပြီးတော့ value assign as suppressor ဒါကျွန်တော်တို့ radio pattern မှာတကယ် value ကိုပေါ်မယ်။ Okay ပြောနေကြရင်ကြည့်မယ်။ radio button object ကိုကောက်ဆောက်လိုက်တာ။ဒါ frame ဆောက်တာပဲ။ frame ဆောက်တာပြီးရင် ra ဒီအရောရေဒီယိုကျွန်တော်၃လုံးလောက်ဆိုရမယ်နော်ရေဒီယို1ရေဒီယိုဆိုဘူတုံးလေးတွေပြောတာကြည့်မယ်ရေဒီယိုဘတ်တန်လေးဘလိုလေးလဲဆိုတာကိုရစ်စပိန်နဲ့ RA ဒီအရောတွေ့လားရေဒီယိုဘတ်တန်ဆိုတဲ့ဘာလဲ object ရှိတယ် object ဒီစားဖို့လေကြည့်လိုက်ကျွန်တော် master ဟုတ်တယ်ဒါမရှိမဖြစ် master တော့လွယ်လေကျွန်တော်တို့ဘာလဲ frame ပြီးရင်ကျွန်တော်တို့ keywords argument တွေကိုကျွန်တော်ပြောနေတာ obvious idea မှာကျွန်တော်တို့ master ကိုထည့်မယ် f r a m e frame master ကိုထည့်လိုက် frame ထည့်လိုက်ဒုတိယပါရာမီတာ text ကိုလုံးမယ်ပါတော့ text ူ့ရဲ့နာမည်မင်းနဲ့သွားနော် THD dash variable value အဲအဲ့ဒီ keywords argument နဲ့ကျွန်တော်တို့သွားရမှာဒုတိယပါမှာ DHD test radio button မှာပေါ်မဲ့ test ဟုတ်လားကျွန်တော်တို့ဟာရေးတာနေကိုမတတ်မရဖြစ်နေ space bar လေးချဟုတ်ပြီ radio button မှာပေါ်မဲ့ test ကကျွန်တော်အရင် data သုံးခုပဲကျွန်တော်ပြန်ယူလိုက်မယ်ဟုတ်လားဒါပဲကြည့်လိုက် hello လို့ပေးလိုက်နော် ac analog hello ac analog hello ထားလိုက် hello နောက်တစ်ခု variable ဟုတ်လားသူ့ရဲ့ constructor name ပါတော့ variable control c variable ဒီ variable မှာကျွန်တော်ဘယ်လိုထည့်ပါလဲကြည့်မယ် control v ဒီ variable keywords argument မှာဘာထည့်ပြရမလဲဆိုရင် variable တခုတည်ဆောက်ထားတယ်။မဒီနေရာမှာဆိုတော့ POK book တော့ဗျာနော်ကျွန်တော်စာအုပ်တွေကိုပြရအောင်နမူနာလေးနဲ့ book မှာ s tr ရဲ့ string v ရပါ sorry string bar ဟုတ်လားဘာဘူးရကြီးနေ sorry str ရဲ့ string v ရပါ string bar ဆိုတော့ကျွန်တော်ပါလဲဟုတ်တယ်လား object တခုပါလို့ပြန်တည်ဆောက်ပြန် master non value non non ပါကျွန်တော်တကူလို့လို့ရတယ် master တော့ကျွန်တော်မထည့်တော့ဒီတိုင်းဒီကောက်လေးရတယ် box ဆိုပြီးကျွန်တော်မှာ string bar ကိုထည့်တာဟုတ်နော်အဓိကလုံးရဒီ radio button ဒီ argument လေးခုမဖြစ်မနေလို့တယ် plain ပြီးတော့ hello ပြီးတော့ variable ဆိုတာဒီ variable ပါ variable name ကျွန်တော်ပါရမလဲ box hey sorry bro zack bro zack ဟုတ်နော်ဘလို့ c ကတော့ပွီဒီ name ကိုပဲ box နောက်တစ်ခု variable ပါလဲဆို value ဟုတ်နော် ကော keywords or argument เนาะ keywords argument ကိုတို့ v value value မှာကျွန်တော်ဗာထဲမှာလဲဒီက parameter လို့ထဲမှာပြ hello ဆိုရင်ကျွန်တော်ဗာတော့ hello java ဖြစ်ဒီမှာစလုံးပေါင်းတော့နေထိုင်ပါတယ်ထားလိုက်တော့เนาะ control v ကဲဒါဆိုရင် radio button object design ဖို့ဒီလိုလေးလိုရတယ်ဆိုတာနားလည်ပေါ့ foreign ကတော့အရင် widgets တွေမှာလဲလိုတယ် text လဲအရင် widgets တွေမှာလိုတယ် value value နဲ့ variable keyword နှစ်ခု keyword parameter နှစ်ခု keyword argument နှစ်ခုကျွန်တော်တို့ပါလုပ်ပြရမယ်မှတ်ထားပြီ okay ဒီကောင်ကို copy ကူးမယ်နောက်တစ်ခါ radio 2ကျွန်တော် object သုံးခုစောင့်ချင်တာဟုတ် control v control v ဟုတ်ပြီဒီမှာ radio 1 radio 2 radio 3 alright button 3ဟာသူ့ရဲ့ variable ဟာထားမဲ့နေတာပုတ်ပဲပြီးတော့ test လေးတွေကိုကြောင်းမယ်ကျွန်တော်ဒုတိယတစ်ခုအနေနဲ့ပါနော် library လို့ပြလိုက် online b i r y library library တတိယတစ်ခုအနေနဲ့ဒီ test ကိုပါပေါ်ရင်တာလေ foundation un datin foundation ထားလိုက် values value ကျွန်တော် copy ပို့မယ်နော် library project control c ဒုတိယအနေနဲ့ control v ဟိုနောက်တစ်ခု values programming ကျွန်တော်ရိုက်ရိုက်မှားနေပါဆိုတော့ control c control ဟိုအဲ့ကကျွန်တော် value 3မျိုးနဲ့ကျွန်တော်ပါထည့်လိုက်မယ်နော် radio button 3ခုကိုကျွန်တော် create လုပ်လိုက်ပြီ okay ဒုတိယတစ်ဆင့်အနေနဲ့ကျွန်တော်တို့ဘာလုပ်အောင်လဲဆိုရင်ခုနကလည်းဒိုင်ယန်လောဘောက်ကျွန်တော်ဘာလုပ်မှာကြာဒီမှာဒိုင်ယန်လောဘောက်ဆိုတဲ့မှတ်တဲ့ကျွန်တော်အောက်မှာအခုနခြံခဲ့လိုက်တယ်ပြန်ပြီးတော့မရေးတော့ဒီကောင်ကိုပဲပြန်တော့မယ်နည်းနည်းပြန်ပြင်မယ် selection you choose တော့ list ဘောက်မှာမရှိတာဟုတ်ကျွန်တော်တို့ဘယ်ကနေပါမလဲဘောက်ကနေနည်းပြီးတော့ယူပါမယ်ဟုတ်ပြီနော်ကျွန်တော်တို့ကကြည့် data တွေ you choose ဒီကျွန်တော်တို့ပြန်ယူမယ်ဒီနားဟာကိုကျွန်တော်တို့ပြန်ယူမယ်ဟုတ်ပြီနော်ဘယ်မှတ်တယ်လဲဒီဘုတ်ကနေဒီရေဒီယိုကနေလှမ်းယူလို့မရတော့ radio1.cat တွေပါတယ်သွားလုပ်လို့မရတော့ဒီမှာကျွန်တော်တို့ data တွေပဲတက်မှာတော့ bulk ဆိုတဲ့ object တိုင်းနာပြလိုက်တော့ bulk bulk dot ပါယူလိုက်စမ်း gd gap bulk dot gas method နဲ့ကျွန်တော်တို့လှမ်းယူလိုက်ရုံးကို select ပေးတဲ့မဒါကိုလှမ်းယူလိုက်တာနဲ့ဒီ data ကိုလာရတယ်ကြည့်မယ်ဘလို run လဲတော့မျက်စိတည်းပြီးရင်မြင်လာလိမ့်မယ် okay မလားဟုတ်ပြီနောက်တစ်ခုအနေနဲ့ဒါ button ဟုတ်ပြီရရင်ဒီ button ပြန်သုံးမယ် button အောက်ချက်ကို create လုပ်မယ် choose one comments dialogue မှန်းတယ် okay print test ရပြီကျွန်တော် button ကိုဒီမှာမလုပ်ထားလဲ frame မှာ access လုပ်ပြီးတယ်နောက်တစ်ခု radio ရ i d i o radio 1. PACK pack radio one dot back သူတို့ကြာကျွန်တော်တို့ SID site site ကိုကျွန်တော်ပါထားမလဲပဲ LFT left ရေးကြီးထားလိုက်အကုန်လုံး base တွေကြီးကံဒီ frame နဲ့မှာဟိုတစ်ခုတစ်ခု base ကိုကတ်ကတ်သွားတာဟုတ်ပြောတာ site pass တင်ထားတော့ရနော်အကုန်လုံးကျွန်တော်တို့ left တွေကြီးဟုတ်ပြီနော်အဲ left တွေကြီးပဲဆိုရင်ဟုတ်တယ်ကျွန်တော်အကုန် copy ကုထည့်လိုက်အောင်ပြီးမှ1 2 3 like ပြောင်းလိုက်ပြီနော်လူရင်းလုံးလိုက်အောင်ဒီလူတို့ကရေးတတ်အောင်လုပ်ပါတယ်ဗျာဟုတ်လား လာပြီးတော့ပြင်ပြဟုတ်ပြီကျင်းဒါက1 very very နည်းနေတော့1ဖြစ်ပြီဆို2ဒီကောင်က3 radio 3ကိုပဲထည့်ချက် frame နဲ့ကိုထည့်အကုန်လုံးဒီ frame နဲ့ပါတော့သူရဲ့ master တွေဒီဗာရီဒီရဲ့ master တွေအကုန်လုံးဒီပါတော့ frame frame နဲ့ကိုအရင်ဆုံးသူ့ကို၄ယောက်ချချပြီးမှကျွန်တော်တို့ frame ကိုပဲထည့်လို့သွားချ window တွေကိုသွားချဒီမှာကျွန်တော်30လောက်ထားတယ်ဒီကောင်နေနေနဲ့များလို့နော်30 30စီလောက်ထားတယ်โอเค control channel ပြန် save ram ram module โอ้ radio button ဆိုတာဒါပဲတက်လာပြီတွေ့လားဒီ error တော့မြင်ဒီ error အဆန်းတော့ဟာဒါနောက်နောက်ဆုံးဝင်နေဟာ okay ဒီ your window ကျွန်တော်မပိတ်ချင်တော့ပဲဟာဟုတ်ပြီ example radio button ဒါကျွန်တော်တို့လုပ်ခဲ့တဲ့တိုင်တယ်ရဲ့ပုံစံပြီးကျွန်တော်တို့ဒီမှာ box string ဆိုတာသူ့ရဲ့မဖြစ်မဖြစ်ကျွန်တော်ဒီမှာပြောခဲ့တဲ့ variable တခုသူဒီ bar string နဲ့သောင်းလဲဒါဟာ int tempo တွေဆိုပါတော့ int bar ပေါ့ string tempo တွေဆို string bar ကိုသိမ်းခြင်းနဲ့ object တခုနဲ့သိမ်းရမယ်သိမ်းပြီးမှကျွန်တော်အဲ့ဒီကနေပြန်ရအောင် ဒီမှာကျွန်တော်တကူမှာသွားပြီ radio button ဆိုတာကကျွန်တော်တို့ programming လောကမှာတကူပဲယူလို့ရတယ်ဒီလိုသုံးခုပြန်ယူလို့များ group လောက်ထားရ radio button ဆိုတကူရင်တကူပြောင်းမှာတကူရင်တကူပြောင်းအဲ့ဒီပုံစံကျွန်တော်ဒီပုံစံဆိုမှန်မှန်လေး choose သွားနေကြီးကျွန်တော်အဲ့ဒါတက်လိုက်မယ် you choose ဆိုပြီးတော့ဘာမှမပြောင်းဘူးဟုတ်မလား you choose ဆိုပြီးဘာမှမပြောင်း okay အဲတကူရေးလိုက်တယ် foundation youtube foundation library sorry library တကူရေးလိုက်တယ်အာ youtube library ဒီမှာကျွန်တော် logic မှာနေလဲ အော်ပွင့်တက်တဲ့ချင်းလုံးလုံးသုံးခုလုံးပြိုင်လို့ဆက်လက်ပေးထားမှာမဟုတ်ဘူးအဲ့ဒီတော့ကျသူ့မှာရေဒီယိုမှာပါရှိလဲဆိုစလက်မသက်ရှိတယ်အဲ့ပါလဲဆိုတော့ဒီသုံးခုတည်းတစ်ခုကို default အနေနဲ့ဆက်လက်ပေးထားလို့ရတယ်ဟုတ်လားအဲ့ဒါက RA DIO radio 1.sc slab တွေ့လား radio 1.slab သူ့ကိုရင်တော့ default အနေနဲ့ပါပေးထားတယ်ဆက်လက်ပေးထားတယ် okay ဟုတ်ပြီနော်ဟုတ်ပြီနော်ဆက်လက်ဆိုတာလေးကျွန်တော် radio default အနေနဲ့ပေးလိုက်တာ ਨੇ ပြန် run ကြည့်တက်လာဝင်တက်လာနေမလို့တော့တွေ့လား number 1ကိုသူဒီ select ပေးတိုင်း okay choose ပေးလိုက် or you choose hello ကြပါမယ်တခုရေးတခုပြောက်တခုရေးတခုပြောက်မှာဒါဒီပါရဲ့သဘောတရားလေးဆိုရင် radio button ရဲ့သဘောတရားပဲ okay မနော်ကဲဒီမှာဒီမှာဒီမှာ radio button ပါလားကျွန်တော်နမူနာကြည့်ကြည့်အောင်ဟုတ်ပြီနော် radio button ပါလား radio button ဒီမှာ let language ရမှာပါ radio button ဆိုအဲ့ဒါအဲ့လိုဟာလေးတွေပဲမှတ်ထားပြီနော် okay thank you ပြန်နောက်တစ်ခါလည်းကျွန်တော်တို့ widgets လေးတခုနဲ့ tab ပိတ်စားပြေပါမယ်ပြန် okay thank you ပြန်